မေရိကန်ကတော့ဟူသီအကြမ်းဖက်တွေကိုအကြမ်းနည်းနဲ့ပြန်တိုက်နေပြီဟူသီတွေကိုကျွန်တော်တို့တိုက်ခိုက်နေတယ်ဒါကတညာရဲနဲ့ပြီးသွားမယ်ကိစ္စတော့မဟုတ်ပါဘူးတင်မော့တွေကိုပြစ်ပစ်ခတ်တာကျွန်တော်တို့ရက်ပါပြီသူများပစ္စည်းတွေကိုပြက်ခတ်တာရပ်ပါပြီလို့ပြောတဲ့အထိဆက်လက်လှုပ်ဆောင်သွားမှာပါလို့ထရမ့်ကထုတ်ပြန်ခဲ့ပါတယ်။ပိုတိတိကျကျပြောရရင်1998ခုနှစ်ပြည်ပရန်သွယ်များအဥပဒေတိုင်းဆက်သွားနေကြတာဖြစ်ပါတယ်။ဒီဥပဒေကို1998ခုနှစ်မှာပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ဂျော့ဝါရှင်တန်သမရယာရုကနေနှုတ်ထွက်ပြီးတစ်နှစ်အကြာမှာပါအဲ့ဒီချိန်ကစပြီးဒီဥပဒေကို၃ချိန်သာအသုံးပြုခဲ့ပါတယ်ပထမချိန်က1812ခုနှစ်မှာပြီးတော့ပထမကမ္ဘာစစ်မှာပြီးတော့ဒုတိယကမ္ဘာစစ်မှာပါ Trump အစိုးရအဖွဲ့ရဲ့အစိုးရဒီဥပဒေကို MS 13နဲ့ TDA လို့ဂိုင်းတွေတဲကဗင်နီဇွဲလားဂိုင်းဝင်တွေကိုပြည်နှံတန်ပေးဖို့အတွက်အခုလိုထုတ်ပြန်တာဖြစ်ကြောင်းသိရပါတယ် အဲ့ဒီအချိန်မှာပဲ American အခြေစိုက်စခန်းတွေနဲ့ American လေယာဉ်တင်သင်္ဘောတွေကဂျီမင်နိုင်ငံမှာရှိတဲ့ဟူတီအင်အားကြီးရာနေရာတွေကိုစတင်တိုက်ခိုက်ခဲ့ပါတယ်။အမျိုးသားလုံခြုံရေးအကြံပေး Mike Watts ရဲ့အဆိုအရဒီတိုက်ခိုက်မှုတွေဟာလာမယ့်ရက်တွေမှာပုံမှန်ပြင်းထန်လာဖို့ရှိပြီး American ရေရင်တွေနဲ့ပင်လယ်နီတွေကသင်္ဘောတွေကိုတိုက်ခိုက်တာရပ်တန့်မှုခတိပေးတဲ့အထိဆက်လက်လှုပ်ဆောင်သွားမှာပါ။အမျိုးသားလုံခြုံရေးအကြံပေးကိုယ်တိုင်ကဒါနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုမျှဝေပေးနေပါတယ်။ ဒါကြောင့်မို့ပရိသတ်ကြီးလည်းစိတ်ဝင်စားရဲဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါဦးခင်ဗျာ။ပူတီရရဲ့အကြမ်းဖက်တိုက်ခိုက်မှုနဲ့ထိခိုက်နေတာမျိုးတွေပင်နန်နီနဲ့ဆူအတူမြောင်းကအခြေအနေအကြောင်းတစ်ချက်လောက်လေ့လာကြည့်ကြရအောင်။လွန်ခဲ့တဲ့၄လကျော်အတွင်းအမေရိကန်စစ်သင်းမောတစီမှအဲ့ဒီဒေတာကိုဖျက်ဆီးခဲ့တာမျိုးမရှိပါဘူး။ပြီးတော့တနှစ်ကျော်အတွင်းအမေရိကန်အလံလွှင့်ထူထားတဲ့ကုန်တင်သင်းမောတစ်စီးမှဖြတ်သွားတာမျိုးမလုပ်နိုင်ခဲ့ပါဘူး။ကမ္ဘာကုန်သွယ်ရေးရဲ့80ရာခိုင်နှုန်းဟာ ကမ္ဘာအရေးကြီးဆုံးရေကြောင်းလမ်းနှစ်ခုကနေလမ်းကြောင်းပြောင်းခဲ့ရပြီးကမ္ဘာကုန်သွယ်ရေးကိုပုံမူပြီးတော့ဇယိစကများစေခဲ့ရပါတယ်။အဲ့ဒါကလက်တလောအခြေအနေပါ။တမလာထရန့်ကအဲ့ဒါကိုလုံးဝလက်မခံနိုင်ဘူးလို့ဆုံးဖြတ်ခဲ့ပေမဲ့ဘိုင်ဒန်အစိုးရအဖွဲ့လုတ်ခဲ့တဲ့လူမျိုးအသေးအဖွဲ့တိုက်ခိုက်မှုမျိုးကိုလုတ်သွားမှာမဟုတ်ပါဘူး။မနေ့ညကပဲဟူဒီကောင်းဆောင်ပိုင်းကို တိုက်ခိုက်ခဲ့ပြီးသူတို့ရဲ့အဓိကကောင်းဆောင်တော်တော်များများကိုတပ်ဖြတ်ခဲ့ပါတယ်။သူတို့ရဲ့အခြေခံအဆောက်အုံတွေဒုံးကျည်တွေကိုလည်းတိုက်ခိုက်ခဲ့ပါတယ်။ ဟူဒီတွေဟာအီရန်ရဲ့ထောက်ပံ့မှုရရှိထားတာဖြစ်လို့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေသင်းမောဖြတ်ခရစ်ဒုံးကြီးတွေနဲ့ဒရုန်းတွေကိုတပ်ဆင်ထားပါတယ်။သူတို့ကကမ္ဘာစီးပွားရေးတစ်ခုလုံးကိုထိခိုက်စေခဲ့ပါတယ်။တမ်နာထရန့်ကသူ့သဘောထားကိုပြခဲ့တာကြောင့်အမေရိကန်တပ်တွေကအင်အားအလုံးကြီးနဲ့တိုက်ခိုက်ခဲ့ပြီးအီရန်ကိုအကြမ်းဖက်သမားတွေကိုထောက်ပံ့ပေးနေတာတော်သင့်ပြီးဆိုတာမျိုးသတိပေးခဲ့ပါတယ်။ဟူဒီတွေဟာအီရန်ထောက်ပံ့တဲ့လက်နက်တွေကိုတုံးပြီးစစ်သင်းမောင်းတွေကိုအကြိမ်ပေါင်းများစွာတိုက်ခိုက်ခဲ့ပါတယ်။ ူတီတွေဟာပိတ်အားမကောင်းပေမဲ့ကမ္ဘာအခြေအကြီးဆုံးသင်းမောသွားလာရေးလမ်းကြောင်းတစ်ခုဖြစ်တဲ့ပင်လယ်နီနဲ့ဘတ်အယ်မန်ဒတ်ရေလက်ကြောင်းကိုပိတ်ဆို့ပြီးပူကြနေပါတယ်။ပထဝီဟူတီတွေဟာအချက်ချာကြတဲ့ဒီနေရာကိုအသုံးပြုပြီး2023ခုနှစ်အောက်တိုဘာလကစလို့ဖျက်ဆီးသွားတဲ့သင်းမောတွေကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေကကမ္ဘာစီးပွားရေးကိုကြီးမားတဲ့စီးပွားရေးပြက်ကက်ဆိုင်မှုတွေကိုဖြစ်စေခဲ့ပါတယ်။2024ခုနှစ်တနှစ်တည်းမှာရင်ဟူတီတွေဟာကမ္ဘာလုံးဆိုင်ရာပျက်စီးဆုံးရှုံးမှု ဒေါ်လာဘီလီယံ200ခန့်ကိုဖြစ်စေခဲ့ပါတယ်။သင်္ဘောပို့ဆောင်ရေးကုန်ကြမ်းစိတ်တွေဟာငါးစားအထိမြင့်တက်ခဲ့ပြီးသင်္ဘောတွေဟာအာဖရိကကိုပတ်ပြီးပယ်လယ်နီနဲ့ဆူအက်တူမြောင်းကိုလုံးဝရှောင်ရှားခဲ့ရပါတယ်။လမ်းကြောင်းပိုဝေးတာကြောင့်လောင်စာသုံးဆွဲမှုတိုးလာပြီးတော့ခရီးစဉ်တစ်ခုကိုကုန်ကြမ်းစိတ်ဒေါ်လာတပန်းခန့်တိုးစေခဲ့ပါတယ်။ဒါအပြင်တိုက်ခိုက်မှုတွေကြောင့်ဆူအက်တူမြောင်းနဲ့ပင်လယ်နီကိုဖျက်ဆီးခြင်းအတွက်အာမခံနှုံထားတွေဟာအဆ20အထိမြင့်တက်ခဲ့ပါတယ်။ အမေရိကန်ရဲ့လက်တုံပြန်ချက်ဖူဒီရီမှာအလွန်ကြီးတဲ့ရည်မှန်းချက်တွေရှိပေမဲ့သူတို့ကြီးပဲဆိုရင်တော့အမေရိကန်အတွက်ပြဿနာမဟုတ်ပါဘူးဒါပေမဲ့အီရန်တရုတ်နဲ့ရုရှားလိုနိုင်ငံတွေကသူတို့ကိုလျှို့ဝှက်ကြောထောက်နောက်ခံပေးပြီးလက်နက်တွေတုံးကြီးတွေနဲ့အမေရိကန်နဲ့အနောက်တိုင်းသင်္ဘောတွေကိုပိတ်မှတ်ထားဖို့ဂျိုဒူအချက်လက်တွေကိုထောက်ပံ့ပေးနေပါတယ်အဲ့ဒါက27ရာစုပေါင်းဆက်စစ်ပွဲရဲ့သဘောတဘာဝပါပဲကံကောင်းထောက်မှသွားနေပဲကျွန်တော်တို့အနေနဲ့27ရာစုမှာရှိနေခြင်းရဲ့အကျိုးကျေးဇူးအချို့ရှိပါတယ် ဘာလို့လဲဆိုတော့ Twitter မှာတမရထရန့်ရှိကလို့ဖူတီကောင်းဆောင်လည်းရှိပါတယ်။ဒီတိုက်ခိုက်မှုတွေစတင်လေကသူတို့ဟာအပြန်အလှန်တုံ့ပြန်နေကြပါတယ်။အခုဆိုရင်လည်း Trump ကဖူတီကိုတိုက်ခိုက်ပြီးတဲ့နောက် Twitter မှာအခုလိုမျိုးကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ယနေ့မှာတော့ကျွန်တော်ကဖူတီအကြမ်းဖက်သမားတွေကိုစစ်ရေးအရာအေးအေးယူမှုတွေလှုပ်ဆောင်မှု American စစ်တပ်ကိုအမိန်ပေးခဲ့ပါတယ်။သူတို့ဟာ American နဲ့အခြားသင်္ဘောတွေလေယာဉ်တွေနဲ့ drone တွေအပေါ်ပင်လယ်ဓားမြှုပ်အကြမ်းဖက်မှုနဲ့ မယမနာလှုပ်ရှားမှုတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။ဂျိုးဘိုင်ဒန်ရဲ့တုံ့ပြန်မှုကအားနေတာကြောင့်ဟူသီတွေကဆက်လက်လှုပ်ရှားနေကြတာပါ။အမေရိကန်အလံနှွင့်ထူထားတဲ့ကုန်တင်သင်းမောတစည်းစူးအပ်တူမြောင်ပင်လယ်နီဒါမှမဟုတ်အေဂျင်ပင်လယ်ကွက်ကိုဘေးကင်းစွာဖျက်ဆီးခဲ့တာအချိန်တော်ကြာခဲ့ပါပြီ။ဒါပေမဲ့လွန်ခဲ့တဲ့လေးလကပင်လယ်နီကိုဖျက်ဆီးခဲ့တဲ့အမေရိကန်စစ်သင်းမောတွေကိုဟူသီတွေကအချိန်ပေါင်းများစွာတိုက်ခိုက်ခဲ့ပါတယ်။ဒီမယမနာတိုက်ခိုက်မှုတွေက ကျွန်တော်တို့နဲ့ကမ္ဘာစီးပွားရေးကိုဒေါ်လာဘီလီယံပေါင်းများစွာကုန်ကျစေခဲ့ပြီးတစ်ချိန်တည်းမှာပဲအပြစ်မဲ့ဘဝတွေကိုအတိဒုက္ခရောက်စေခဲ့ပါတယ်။ American သင်္ဘောတွေကတော့ဟူသီရဲ့တိုက်ခိုက်မှုကိုတီးခံမှာမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကိုအောင်မြင်တဲ့အထိအင်အားကြီးမှရဲစင်အားကိုအသုံးပြုသွားမှာပါ။ဘယ်အကြမ်းဖက်အင်အားစုကမှ American ကုန်တင်သင်္ဘောနဲ့ရေတပ်သင်္ဘောတွေကိုထိပါနှောက်ရှက်နိုင်မှာမဟုတ်ပါဘူး။ဟူဒီအကြမ်းဖက်သမားအားလုံးကိုပြောချင်တာကတော့တင်တို့ရဲ့အချိန်ကုန်ဆုံးပါပြီ ်သင်တို့ရဲ့တိုက်ခိုက်မှုတွေကိုယနေ့ကစလို့ရပ်တန့်ရပါမယ်။မရပ်တန့်ရင်သင်တို့တခါမှမမြင်ဘူးတဲ့ငရဲမိုးတွေသင်တို့အပေါ်ရွာသွန်းပါလိမ့်မယ်။အီရန်ကိုပြောချင်တာကတော့ဟူသီအကြမ်းဖက်သမားတွေကိုထောက်ပံ့တာချက်ချင်းရပ်တန့်ရပါမယ်။အမေရိကန်ပြည်သူတွေဒါမှမဟုတ်ကမ္ဘာသင်ပေါ်သွာလာရေးလမ်းကြောင်းတွေကိုချိန်ချောက်တာမလုပ်ပါနဲ့။လုပ်ရင်တတိထားပါ။အမေရိကန်ကသင်တို့ကိုအပြည့်အဝတောင်းဝင်ခံခိုင်းမှဖြစ်ပြီးကျွန်တော်တို့ကယဉ်ကျေးနေမှာမဟုတ်ပါဘူးဆိုပြီး Twitter မှာရေးသားခဲ့တာဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်ကဟူတီရဲ့တုံ့ပြန်ချက်ဒီနေရာမှာလူအများစုမသိလိုက်ရတဲ့အရေးကြီးတဲ့အချက်ချက်ကိုပြောရရင်အီရန်ကမဲဆွယ်စည်းရုံးရေးကာလာတွင် Trump ကိုလှုပ်ကြံမှုကြိုးစားခဲ့တာဖြစ်ပါတယ်တကယ်တော့အခြေအနေကရမ်းဆိုးရွားလာတာကြောင့် Trump ကသူ့ရဲ့ပုံမှန်လေရင်ကိုမစီးနိုင်ခဲ့ပါဘူး Trump ကအခြားလေရင်တစ်စီးကိုနမဲပြောင်းပြီးစီးနေချိန်မှာ Trump ကအဲ့ဒီလေရင်ကိုပဲအသုံးပြုနေတယ်လို့ဟန်ဆောင်ပြီးလေရင်ကိုဆက်လက်ပြန်တန်းစီခဲ့ပါတယ်အီရန် agent တွေက အမေရိကန်မှာသူ့ကိုလှုပ်ကြံတာရှောင်ရှားဖို့အတွက်ပါ။အီရန်ကထရန့်ကိုဘယ်လောက်ထိတောင်းမနိုင်စေချင်တယ်လဲဆိုတာတကယ့်ကိုအံ့အားသင့်စရာပါ။ထရန့်ရဲ့ Twitter ပေါ်ကအေးသားနဲ့ပတ်သက်ပြီးဟူဒီရေဘယ်လိုတုံ့ပြန်လဲဆိုတာကိုကြည့်ကြရအောင်။ဟူဒီရေကအဲ့ဒီ Twitter post အောက်မှာဓာတ်ရိုက်တုံ့ပြန်ခဲ့ပါတယ်။ဟူဒီရေကဓာတ်ရိုက်ကအမေရိကန်ရဲ့စီးမြင်တွေလား။ဒေတာရင်းအမေရိကန်အကျိုးစီးပွားတွေရောအဆင်ပြေပါမလား။ကျွန်တော်တို့အနိုင်ယူနိုင်မယ်လို့ကတိပေးပါတယ်ဆိုပြီးတုံ့ပြန်ခဲ့ပါတယ်။ ဒါအပြင်ဟူသီတွေက အမေရိကန်သင်္ဘောတွေကိုဘတ်အယ်မန်ဒတ်ရေလက်ကြားနဲ့ပင်လယ်ဒီကိုဖျက်ဆီးဝင်ပိတ်ပင်လိုက်ပြီလို့လည်းကြေညာခဲ့ပါတယ်။သူတို့ရဲ့လှုပ်ဆောင်ပုံကသူတို့ကရေလက်ကြားကိုပိုင်ဆိုင်ထားသလိုမျိုးပါပဲ။တကယ်တမ်းမှာသူတို့ကသူတို့ရဲ့ကိုပိုင်နိုင်ငံကို ထိန်းချုပ်ဖို့အတွက်တောင်လုံလောက်တဲ့လက်နက်အင်အားမရှိပါဘူး။ဟူသီတွေကထိန်းချုပ်ထားတာကဂျီမင်ရဲ့မြေပုံတစ်ခုလုံးလို့လို့ဖြစ်ပါတယ်။အဲ့ဒါအပြင်သူတို့ကဂျီမင်ရဲ့လူဦးရေအထူးထက်ဆုံးနေရာအချို့ကိုလည်းထိန်းချုပ်ထားပြီး အဲ့ဒါကပြည်သူတွေကိုချိန်ချောင်နေပါတယ်။ပြီးတော့သူတို့ကိုအီရန်ကထောက်ပံ့ထားတဲ့လက်နက်တွေကိုပင်လယ်နီအတွက်တင်မဟုတ်ပါဘူး။ပြည်ရင်းစစ်မှလည်းအသုံးပြုခဲ့ပါတယ်။ Saudi Arabia နဲ့ Israel လိုနိုင်ငံတွေကိုတိုက်ခိုက်ဖို့အတွက်လည်းအသုံးပြုခဲ့ပါတယ်။ American ရဲ့သတင်းစကားဟူဒီတွေဟာသူတို့ရဲ့အနီးအနားပတ်ဝန်းကျင်အခြေအနေကိုမလိုက်နာတာကြောင့်ကြီးလေးတဲ့အမှားတစ်ခုလုပ်နေတယ်လို့ထင်ပါတယ်။ American ရေတပ်ရဲ့20ရာခိုင်နှုန်းခန့်ကဒီဒေသမှာရှိပြီး ဟူဒီတွေဘက်ကအချိန်မြင့်တာနဲ့တုံ့ပြန်မှုပြင်ဆင်ထားပါတယ်။ဟုတ်ပါတယ်။ဒေတာရင်းမှာအမေရိကန်အင်အားစုအများကြီးရှိပါတယ်။ဒါကကာကွယ်ရေးဝန်ကြီးကဟူဒီတွေကိုပေးပို့ခဲ့တဲ့သတင်းစကားပါ။ဒီနေရာမှာအမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုကဟူဒီတွေအနေနဲ့ဘလို့မှညှိနှိုင်းမှာမဟုတ်ဘူးဆိုတာကိုဖော်ပြနေပါတယ်။သူတို့ကတင်မော့တွေကိုတိုက်ခိုက်တာကိုရပ်တန့်ရမယ်။ဒါမှသာအမေရိကန်စစ်တပ်က တိုက်ခိုက်မှုတွေဘယ်တော့မှထပ်မဖြစ်အောင်အာမခံပေးနိုင်မှာလို့ပြောပါရတယ်။ ကောင်းပါပြီပထမဆုံးအနေနဲ့ဒီမှာပြဿနာကအရန်အရေးကြီးတဲ့သင်္ဘောသွားလာရေးလမ်းကြောင်းတစ်ခုဖြစ်ပြီးလွန်ခဲ့တဲ့တစ်နှစ်ခွဲလွန်ခဲ့တဲ့17လအတွင်းမှာဟူသီတွေကအမေရိကန်ရေတပ်သင်္ဘော184စီးကိုတိုက်ခိုက်ခဲ့ပါတယ်အမေရိကန်ရေတပ်ကိုတိုက်ရိုက်184ကြိမ်တိုက်ခိုက်ခဲ့ပြီးကုန်တင်သင်္ဘောတွေကို145ကြိမ်တိုက်ခိုက်ခဲ့ပါတယ်ဒါကြောင့်ကျွန်တော်တို့မှာအခြေခံအားဖြင့်ပင်လယ်ဓားအဖွဲတစ်ခုရှိပါတယ်သင်တို့သိတဲ့အတိုင်းပဲဟူသီတွေကသင်္ဘောဖြတ်လက်နက်တွေနဲ့ ကမ္ဘာအရေးကြီးဆုံးသင်္ဘောသွားလာရေးလမ်းကြောင်းတစ်ခုမှာအခွန်စနစ်တစ်ခုကိုလှုပ်ဆောင်နေတဲ့အကြမ်းဖက်သမားတွေပါအဲ့ဒါကရေရှည်တည်တတ်နိုင်မှာမဟုတ်ပါဘူးဒီလူတွေကဘယ်သင်္ဘောတွေဖြတ်သန်းနိုင်ပြီးဘယ်သင်္ဘောတွေမဖြတ်သန်းနိုင်ဘူးဆိုတာမျိုးထိန်းချုပ်တာကိုကျွန်တော်တို့ခွင့်ပြုမှာမဟုတ်ပါဘူးလို့မာကိုရူဘီယိုကပြောပါတယ်အမေရိကန်ကတိုက်ခိုက်မှုတွေကိုအချိန်တော်ကြာလှုပ်ဆောင်နေပြီမဲ့ဟူသီတွေကို မတားဆီးနိုင်ခဲ့ပါဘူးဒါကြောင့်အခုဘာတွေကွဲပြားသွားမှာလဲကောင်းပါပြီ အခုတိုက်ခိုက်မှုတွေကလက်တုံမြန်တိုက်ခိုက်မှုတွေပါ။ဒါကြောင့်သူတို့ကဒုံးကျည်တလုံးကိုပစ်လွှတ်ရင်အမေရိကန်ဘက်ကဒုံးကျည်ပစ်လွှတ်ဆက်ကို တိုက်ခိုက်တာမျိုးလုပ်ပါမယ်။ဒါကသတင်းစကားတစ်ခုတသက်မဟုတ်ပါဘူး။ပြီးတော့ဒါကတကြိမ်တည်းတိုက်ခိုက်ရုံနဲ့ပြီးသွားမယ့်အရာမဟုတ်ပါဘူး။ဒါကသင်္ဘောပို့ဆောင်ရေးကိုဆက်လက်ပိတ်ဆို့ပြီးထိန်းချုပ်ထားတာမျိုးမလုပ်နိုင်အောင်တတိပေးတာပါ။ပြီးတော့ဒါကသူတို့ကိုအထောက်ပံ့ပေးနေတဲ့အီရန်ကိုတတိပေးလိုက်တာလည်းဖြစ်ပါတယ်။ ဒီလိုအင်အားသုံးပြီးတတိပေးတာမျိုးကတကယ်ရောအလုပ်ဖြစ်နိုင်ပါမလားဟူဒီရိတ်တကယ်ရောကြောက်သွားပါမလားဟူဒီရိတ်ရဲ့အကျန်းဖတ်ပင်လယ်ရေကြောင်းထိန်းချုပ်ဟန်တာမှုတွေရပ်တန့်သွားပါမလားပရိသတ်ကြီးရဲ့ထင်မြင်ချက်လေးကိုလည်းသိချင်တာကြောင့်ဒီဗီဒီယိုရဲ့ comment box လေးမှာရေးပေးခဲ့ပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်